ချခင်လေးစားပါတော့မိဘပြည်သူညီကောင်မမများအားလုံးပဲမင်္ဂလာပောင်းနဲ့ပြည့်စုံကြပါလိမ့်ရှင်မိဘပြည်သူများရှင်ယခုအချိန်ကဟာနွေရာသီကျောင်းပိတ်ရက်ကာလဖြစ်တာကြောင့်လူကြီးမိဘများကခလီသူငယ်များအတွက်အပြင်းလဲပြီးအကျိုးလေးရှိစေရန်အတွက်ဓမ္မစကူးကျောင်းများကိုဖွင့်လှစ်တင်ကြားပေးလျက်ရှိကြပါသည် အဲ့ဒီထဲကမှဓမ္မကူကြီးကုသိုလ်ပြုဖွဲ့ကဦးစီးပြီးဖွင့်လှစ်တဲ့သူဝနာမျိုးနဲ့ရန်ကုန်တိရက်ကွက်ကဓမ္မရင်ကျေးလိမ်မှာတင်နန်းစင်မွေးချောင်းကိုရှိုက်ကူးတင်ဆက်ပေးကြပါတယ်ရှင်။ဓမ္မရင်ကျေးလိမ်မှာတင်းနှံကိုစိတ်တဒုက္ခကြောင့်တိုင်မှာပြုလုပ်ခဲ့တာဖြစ်ပြီးဧပြီလ10ရက်နေ့ကနေ10ရက်နေ့အထိဖွင့်လှစ်တင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။ ကြခဲ့တယ်ငကိုတော့သတိရတာတွေရတယ်။ဟောမရအခုရတယ်ပေါ့နော်။ကျေးဇူးတင်တယ်။ဓမ္မရင်ကျေးလိမ်မှာတင်တန်းဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီးဆရာတော်အရှင်ပန္နဝန္တမအခုလိုပဲမိကြားပေးခဲ့ပါတယ်ရှင်။ဦးဇင်းတို့ဒီတင်တန်းလေးတွေဖြစ်ဖို့အတွက်ရည်ရွယ်ချက်ကတော့ဗောဓဘာသာဝင်လေးတွေမှာဦးဇင်းတို့ဗောဓဘာသာဝင်ဆိုရင်ဒီမျိုးဆက်ကနေစပြီးတော့ငငယ်လေးကနေစပြီးတော့ဟိုကြီးသွားတဲ့လူတွေတိုင်အောင်နေ့စဉ်နေ့တိုင်းပြုနေတဲ့ ဒီဩဃာသဘုရားရှိခိုးတာတို့ဘာလို့နေ့စဉ်၅ပါးသီလခံယူတာတို့အဲ့ဒီနေ့စဉ်နေ့တိုင်းရွတ်ဆိုနေတဲ့ဟာလေးတွေကိုဒီမှာဟိုအကျွယ်နဲ့မျှပေါ့ကလေးရွယ်ဆိုရင်လည်းကလေးလျောက်၁၀တန်းဒီပါတယ်ဆိုတော့၁၀တန်းဒီဆိုရင်အကျယ်လျောက်အဲ့လိုမျိုးအစင်းစင်းနေပေါ့ဗုဒ္ဓဘာသာတွေနေ့စဉ်နေ့တိုင်းရွတ်ဆိုနေတဲ့ဟာလေးတွေကိုအဓိကထားပြီးတော့သိအောင်သင်ပါတယ်ဒီသင်တန်းလေးမှာအော်ဒါကတော့ဦးဇင်းတို့ရဲ့ဥဆောင်ဆရာတော်ဖြစ်တဲ့ညာနန်းဆရာတော်ကနေပြီးတော့ညွှန်ကြားခြင်းနဲ့ဦးဇင်းတို့ကနေပြီးတော့နေရာနဲ့ခုဆိုရင်ညာနန်းဆရာတော်ဖွင့်ခဲ့တာ ARV တိုင်းနေမှာလည်းရှိတယ် ပြီးတော့ရန်ကုန်ထဲမှာလည်းရှိတယ်အခုဒါကတော့ဒါဒီရန်ကုန်ထဲမှာဆိုရင်ဒုတိယအကြိမ်မြောက်ပေါ့ဒါမြန်နှန်းဆရာတော်ဦးဆောင်ဖွင့်ပြတာပါမြန်နှန်းဆရာတော်ကဒီနွေရာသီတွေမှာဆိုလို့ရှိရင်ဒီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းလေးတွေလိုက်ပြီးတော့ဖွင့်ပါတယ်ဟောယဉ်ကျေးလေးမှာသင်တန်းဖွင့်တဲ့ပုံမှာဦးဇင်းတို့ရဲ့အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာရဲ့တရားဟာငြိမ်းချမ်းတယ်အဲငြိမ်းချမ်းမှုတရားကိုဦးဇင်းရဲ့အမြင်နဲ့ပြောရင်လူငယ်တွေကအခုခေတ်မှာတိတ်ဆိတ်ဝင်စားအောင်လူငယ်တွေစိတ်ဝင်စားလာအောင်သူတို့တည်တခြင်းလေးတွေကြပြားလေးတွေနဲ့ ဆီယမားတွေနဲ့ပူပေါင်းပြီးတော့ဒီလိုတင်ကြနီးစနစ်လေးတွေနဲ့တင်ရတဲ့အတွက်ကောင်းတယ်လို့တော့မြင်မိပါတယ်ဒါပေမဲ့လို့လူငယ်တွေစိတ်ဝင်စားဖို့တော့ခဲရင်ပါတယ်ခဲရင်တွေအတွက်တီးကြပြလေးတွေပါတယ်အဲ့ဒါတွေတော့ဆီယမားတွေကနေပြီးတော့ကိုပြီးတော့သူတို့တင်တယ်ပေါ့အခုကဒါပထမဆုံးချိန်ဆိုတော့နောက်ထပ်ဒီဘက်ကနေပြီးတော့ဒီဓမ္မကုံရေဖွဲ့ကကန်းလန်းလာရင်လည်းပဲဦးဇင်းတို့ညာနေဆရာတော်ကြီးကလာပြီးတော့ဖွင့်ပေးမှာပါဒီလိုမျိုးပဲ တင်တန်းလေးဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရဲ့အားလုံးပေါ့တာသမီတွေပေါ့လူလောကကြီးမှာဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ရင်ကျေးလိမ်မာပြီးတော့ညီညွတ်စွာနေထိုင်တတ်စေဖို့ဗုဒ္ဓသာသနာကိုတန်ဖိုးထားမြတ်လို့ထားချစ်တတ်ဖို့ကာကွယ်ထပ်ဖို့ရည်ရွယ်ပြီးတော့ဖွင့်လျားခြင်းဖြစ်ပါတယ်။ရည်ရွယ်စတင်ဖွင့်လျားခြင်းရည်ရွယ်ချက်ကတော့ကျွန်တော်တို့အရှင်တတ္တမညာနန်းဆရာတော်ဘုရားကြီးကကျွန်တော်တို့ဓမ္မကိုရင်ကုသိုလ်ပြုအဖွဲ့တရားပွဲတွေမှာပြင့်ဖြဲ့ပြီးတော့ကျွန်တော်တို့တရားဓမ္မတွေ ရှင်းပြပေးပါတယ်ရှင်းပြပေးတဲ့အခါမှာကျွန်တော်တို့လူကြီးတွေနဲ့မဟုတ်ဘဲနဲ့ကလေးတွေကိုပါအသိပညာပေးရင်ဒီဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်ပေးရင်ကောင်းမယ်ဆရာတော်ကြီးကကျွန်တော်တို့အဖွဲ့ကိုညွှန်ကြားပါတယ်ဖွင့်ဖို့လုပ်ပါစီစဉ်ပေးပါဆိုကျွန်တော်တို့လည်းဟိုဆရာတော်ကြီးမိန့်ကြားတဲ့အတိုင်းပေါ့ကျွန်တော်တို့အဖွဲ့တွေတိုင်ပင်ပြီးတော့ညီညွတ်ညွတ်နဲ့ပဲအားလုံးဝိုင်းဝန်းပြီးတော့ဆောင်ရွက်ဖြစ်ဆောင်ရွက်ဆောင်ရွက်ဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ဟိုကျွန်တော်တို့သင်တန်းဖွင့်တဲ့ကာလတော့ဆယ်ရက်ပဲဖြစ်ပါတယ်အဲသင်တန်းကတော့ကျွန်တော်တို့ တင်နန်းသားကတော့ပထမတန်းကနေဒသမတန်းထိဖွင့်လှစ်ပါတယ်ဖွင့်လှစ်တဲ့နေမှာတင်နန်းဥယျာကတော့ကျွန်တော်တို့အားလုံး635ဦးရှိပါတယ်ဆရာဆရာမကတော့အားလုံးအရှင်တန်းတော်မှာမြန်မ်းဆရာတော်ကြီးရဲ့တပည့်တန်ဃာတွေဆရာဆရာမတွေနေပြီးတော့လာရောက်ပြီးတော့သူတို့တင် जा ပေးပါတယ်ပထမဆုံးချိန်ဖွင့်မယ်လဲဖွင့်မိမယ်လဲကျွန်တော်တို့ဟိုဓမ္မကွန်ရင်ကုသိုလ်ပြုဖွဲ့ကညီညီညာညာနဲ့အားလုံးဝမ်းဝမ်းမှုယုံတဲ့အတွက်အခက်ခဲဆိုတာဟိုမရှိဘူးလို့တောင်ပြောလို့ရပါတယ်ဟိုကျွန်တော်တို့ရဲ့အကြောင်းသားမိပါတယ်ကျွန်တော်တို့ရက်ွက်တဲ့ယူရတဲ့ွက်တဲ့အားလုံးဝမ်းဝမ်းမှုလှူတဲ့အတွက် ဟိုအခက်အခဲမရှိဘူးလို့တောင်ပြောလို့ရပါတယ်ကျွန်တော်တို့ဓမ္မကုန်ကြီးကုသိုလ်ပြုအနေနဲ့ကကျွန်တော်တို့ဒီတရားပွဲတွေကျင်းပတယ်ကျွန်တော်တို့ခုဆိုရင်ပထမဆုံးအကျင့်ဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်တယ်ကျွန်တော်ရက်ွက်မှာနိုင်ရေးကူညီမှုအသင်းကိုလည်းကျွန်တော်တို့အဖွဲ့တွေကညီညွတ်စွာလှုပ်ဆောင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အသက်ရှူမောရတဲ့လူနာရှင်များကိုလည်းအောက်ဆီဂျင်ငှားတဲ့လုပ်တွေကိုလည်းကျွန်တော်တို့ကူညီပေးပါတယ်လုပ်ပေးပါတယ်နောင်ပေါ့နောက်ကိုဆက်လက်လုပ်ရမယ့်လုပ်တွေလည်းကျွန်တော်တို့ဒီဓမ္မကုန်ကြီးကုသိုလ်ပြုအဖွဲ့အနေနဲ့ဟိုကိုစွမ်းရှိသည်မြတ်ညံစွမ်းရှိသည်မြတ်ကျွန်တော်တို့ရက်ွက်ပြည်သူအကျိုးကို အားလုံးရက်ွက်ပြီးသူပြည်သားရဲ့အကျိုးတွေကိုတက်နိုင်တဲ့မြတ်စူးစမ်းပြီးတော့ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။ရင်းကြီးလေးမှာတန်တန်လေးကိုစင်ပွဲနေ့ရတော့အားလုံးပေါ့ဟိုမိပြလေးတွေဟိုလာကြတယ်။အလူရှင်တွေဆိုတော့ကျွန်တော်နိဗ္ဗာန်ဈေးလေးပါဖွင့်ထားတယ်။ဘာလို့လဲကလေးတွေပျော်ရွှင်အောင်ဟိုကျွန်တော်တို့ဒီရကလေးဆိုတော်လေးလည်းကျွန်တော်တို့ခေါ်ထားတယ်။ဟိုကလေးတွေပျော်ရွှင်အောင်ဒီပေါ့အားလုံးနောင်နောင်မှာဒီလိုဟာမျိုးကျွန်တော်ဒီဗုဒ္ဓဘာသာရင်ကြီးလိမ္မာလေးတွေဖွင့်တဲ့ခါမှာကလေးတွေဟိုတိတ်မစည်းရုံးအောင်တက် ကြွားပြီးတော့တက်ချင်အောင်ပေါ့အကုန်လုံးလှုပ်ထားပါတယ်ဟောလှုပ်ပေးထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကလည်းဟိုကျွန်တော်တို့ဓမ္မကုန်းရင်ကုသပြုအနေနဲ့စကိုင်းနဲ့အဖွဲယူသူပဲကျေးဇူးတင်ပါတယ်မိဘပြည်သူများရှင်ငွေရွေနှုနေတဲ့ကလေးငယ်တွေနေနဲ့နှုညံ့တဲ့ဗုဒ္ဓတရားတော်နဲ့ထိတွေ့နိုင်စေဖို့အတွက်ဓမ္မစကူတွေဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ကအလွန်မေးအရေးကြီးလာပါတယ်။ ာသာဝင်တွေရဲ့အဓိကအခြေခံဖြစ်တဲ့ဖျားရှိကူနီငါဘာတီလာလောကနီတီတွေနဲ့ပန်းရီချံစွန်းစက်ကတ်နီများကိုတင် जा ပြီးတဲ့ရင်ကျေးလီမှာတင်နန်းစင်ပွဲလေးကိုအခုလိုပဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ဟောရင်ကျေးလီမှာတင်နန်းအောင်ဆိုတမီးကလိုက်တက်ပါတယ်။အရင်တင်နန်းနေမှာလည်းတက်ဖူးပါတယ်။ဟောအရင်ကတမီးတို့အမကခုနှစ်မှာဖွင့်လာလည်းတက်ဖူးပါတယ်။ပြီးတော့ဆိုင်းနေမှာဆိုနှစ်နှစ်ဆက်တက်လောက်တက်ဖူးပါတယ်မှာ။ဟောခန်းသားချက်တော့ရှိပါတယ်။ကိုမသိရဲ့ပေါ့နော်။ ဟိုဗုဒ္ဓဘာသာအကြောင်းတွေလည်းသိခွင့်ရပါတယ်။ပြီးတော့ဒီတင်တန်းမှာတန်ငယ်ချင်းတွေကလည်းအများကြီးပဲဆိုတော့ပြောပြချင်းနဲ့တက်ခွင့်ရပါတယ်။ဖုံဖုံတွေကလည်းတေးချာချာနားလည်အောင်သိမိပါတယ်မှာ။ ရလည်းဒီဒီအသင်းထဲမှာအလုပ်လုပ်တယ်။ဒါလည်းတက်ချင်တဲ့အရန်တက်ချင်တဲ့အတွက်အဲဒုတိယအကြိမ်မှာရှေ့တရာတော့ဟိုအမရလာလုံငယ်နှစ်နှစ်ကအမရလာကြီးကျောင်းမှာတက်ခဲ့ပါတယ်။အခုသင်ပေးခဲ့တဲ့ဆရာဆရာမတွေအားလုံးကျေးဇူးတင်ပါအရန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။မိဘပြည်သူများရှင်အခုရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့သူဝနာမျိုးနဲ့ရန်ကုန်တိရက်ွက်ကဓမ္မကုံရီပြုဖွင့်ရင် ပထမအကြိမ်ဗုဒ္ဓဓမ္မယဉ်ကျေးလိမ်မှာသင်တန်းဆင်းပွဲခံနာပဲဖြစ်ပါတယ်။ကျမတို့ရဲ့ဒီကနေ့အစီအစဉ်ကိုကြည့်ရှုအောင်ပြရအတွက်လည်းကျေးဇူးတင်ပေးတင်ပါတယ်။မိဘပြည်သူညီကောင်မမများအားလုံးလည်းနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။